ပရီးမီးယားလိဂ်ကိုအများဆုံးသွင်းသူစီးရင်မှာအဆင့်9နေရာကိုရောက်လာခဲ့တဲ့ဆာလာနင်းရကကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဆော်ဒန်အသင်းဘက်ကိုပင်နယ်တီကနေငိုးသွင်းခဲ့ပြီးနောက်ဆာလာရဲ့ပရီးမီးယားလိဂ်တွင်းဂိုးရေတွက်က184ဂိုးအထိရောက်ရှိလာခဲ့ပါတယ်ဒီဘက်ဘူးအသင်းအတွက်ပထမဂိုးကိုပွဲချိန်52မိနစ်မှာဥရုဂွေးတိုက်စစ်မှုနုညကသွင်းယူခဲ့ပြီးဆာလာကပွဲချိန်55မိနစ်နဲ့88မိနစ်တွေမှာပင်နယ်တီကနေအနိုင်ကုန်းကိုသွင်းယူခဲ့တာပါဆာလာပရီးမီးယားလိဂ်ကိုအများဆုံးသွင်းသူစီးရင်မှာမန်စီးတီးတိုက်စစ်မှုအောင်အဂိုရိုနဲ့ ဂိုးရီအတွက်184ဂိုးကိုလိုက်မိခဲ့ပါတယ်။ဒီယာဒီမတိုင်မီကပရီးမီးယားလိဂ်တွင်ဂိုး158ဂိုးနဲ့အဆင့်30အပြင်မှာရှိခဲ့တဲ့ဆာလာဟာအချိန်တိုအတွင်းအဆင့်9နေရာထိတက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူစီးရင်မှာဆာလာဟာအလန်ရှီယာ260ဂိုး၊ဟာရီကိန်း213ဂိုး၊ဝိုင်းရူနီ208ဂိုး၊အန်တီဂို189ဂိုးတို့နောက်အဆင့်9နေရာမှာမန်စီးတီးတိုက်စစ်မှုအောင်ဂိုးတို့နဲ့ပူးတွဲရပ်တည်နေပါတယ်။သူ့အနေနဲ့နောက်ထပ်သွင်းဂိုး3ဂိုးသွင်းနိုင်ခဲ့ရင် တိုက်စစ်မှုကအန်တီဂိုရဲ့မှတ်တမ်းကိုလိုက်မိမှာဖြစ်ပြီးအဆင့်၄နေရာဒီတလန်းနိုင်အောင်မှာဖြစ်ပါတယ်။ဒါကြောင့်ပရီးမီးယားလိဂ်တွင်ကိုစံချိန်ဒီဆက်လက်ချိုးပြဖို့လီဗာပူးအသင်းမှာဆာလာဆက်ရှိနေအောင်မလား။ပရီးမီးယားလိဂ်တွင်ကိုအများဆုံးသွင်းသူစီးရင်မှာဘယ်အဆင့်ဒီတလန်းနိုင်အောင်မလဲဆိုတာဆက်ကြည့်ရမှာပါ။ဒီမှာကျွန်တော်တို့ကတော့အမ